ဖက်ဖက်ကဝေဖန်ထောက်ပြစရာရှိနေတဲ့ဦးမြင့်စွေကိုတက်မတော်ကဒုသမရဖြစ်တင်တာဟာစစ်တပ်ကအရာရာမပြောင်းလဲပဲသဘောထားတက်ရောက်နေတယ်လို့ចောင်းသားခေါင်းဆောင်တွေကထောက်ပြလိုက်ပါတယ်။ဟိန်ကိုကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။တိုင်းသာတူချင်းဒီကုမန်နာအလုံးတိုင်းနာတန်းတို့ညီမယာယူတဲ့စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကိုဖော်ဆောင်နိုင်မှုမွန်မြူသားဦးထင်ကျော်နဲ့ချင်းမြူသားဦးဟင်ရီဘန်တီယူတို့ကိုအနေဒီကဒုသမရအဖြစ်တင်မြှောက်ချိန်မှာတမတော်သားလွှတ်တော်ကိုယ်စားလှယ်ရီဘက်ကရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်တံမှုထမ်းဆောင်နေတဲ့ဦးမြင့်စွေကို သူ့တမရအဖြစ်ရွေးချယ်တင်မြှောက်လိုက်တာပါအာအခုဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့သဘောကစစ်ဘက်ရက်ဖက်ဆက်ဆံရေးကိုဟိုမူတီဗီရေးဆွဲထားတာဆိုပေမဲ့စစ်ဘက်ကရက်ဖက်ပုံမှာပန်းမိုးထားတဲ့ဖွဲ့စည်းပုံတစ်ခုဖြစ်နေတယ်ဒါတနည်းအားဖြင့်ပြောလို့ရှိရင်သူတို့ပြောပြောနေတဲ့စစ်ဘက်ရက်ဖက်ဆက်ဆံရေးပြင်လဲတင့်မြက်လာအောင်ပြင်ပြစ်လာအောင်စစ်တပ်ကိုယ်တိုင်ကလုံလုံရတဲ့ဆန္ဒမရှိဘူးဆိုတော့တော့တွေးရှိရတယ် ပြီးတော့ကျွန်တော်တို့ရက်ဖက်အဖွဲ့အစည်းတွေကိုအမတန်မှနှိတ်ကုတ်ပါရဆိုတဲ့လူသားမျိုးဒီလိုနေရာမျိုးမှာထားရှိခြင်းအဖြစ်သားရွေးချက်ရှိရှိပဲထပ်မံနှိတ်ကုတ်ဖို့ဆိုတဲ့ပြင်ဆင်မှုလို့ကျွန်တော်တို့ကမြင်ပါတယ်။ဦးမြင့်စွာရွှေဝါရုံတော်လန်ရေးနဲ့2015ခုနှစ်ဒီမိုကရေစီပညာရေးကိုတောင်းဆိုခဲ့ကြတဲ့ဆန္ဒပြမှုတွေကိုအကြမ်းဖက်ပြုခွင့်ရမှာအဓိကတာဝန်ရှိသူလို့နာမည်ကြီးနေတဲ့ကြောင့်ចောင်းသားကောင်းဆောင်တွေကဝေဖန်လိုက်တာပါ။ မြင့်ဆွေကကျွန်တော်တို့လည်းသိရယ်2000ရွှေဘာရောင်ဒေါ်လာရေးမှာဆိုလို့ရှိရင်ဒါတော်တော်ကိုဟိုဟိုနာမည်ကြီးခဲ့တဲ့လူတစ်ယောက်ပေါ့နော်ဒါရွှေဘာရောင်ဒေါ်လာရေးမှာဒါဖြိုခွဲခံရတဲ့ဟိုအခြေအနေနေထားမှာဒါသူကနာမည်ကြီးခဲ့တယ်။နောက်ကျွန်တော်တို့လည်းဆိုလို့ရှိရင်ဒါရိုက်စန့်ထွယ်ရဆိုလို့ရှိရင်ဒါ7 July ပေါ့ဆွဲချော်ရင်50ပြည်မှာကျွန်တော်တို့တက်ကြွလှုပ်ရှားတဲ့အကြောင်းသားတွေပေါ့အဓိကတော့ဘာကစားတွေကအကြောင်းသားသမဂ္ဂဖွဲ့ဝင်တွေတော်တော်များများတရားမဲ့ဖန်ခံရတဲ့အနေထားပေါ့နော်။နောက်အနည်းဆက်ဆုံးကတော့ဒါပြီးခဲ့တဲ့နှစ် match လ9ရက်နေ့တုန်းကလက်ပတ်ညီဖြိုခွဲမှုပေါ့တကယ်ကိုဟိုရုပ်ဆိုးစွာနဲ့ဖြစ်ပေါ်သွားတဲ့အနေအထားပေါ့ဒီလိုမျိုး ဟိုတစုံတရာပြဿနာရှိခဲ့တဲ့လူမျိုးကိုဟိုဒါနိုင်ငံရဲ့တမရအနေဒုတမရတယောက်အနေနဲ့တင်တာပြည်ပြောင်းလဲတိုင်းပြည်ပြည်ပြောင်းလဲလုံးမဲ့အစိုးရအဖွဲ့ထဲမှာအဲ့လိုမျိုးဟိုအဲတမိုင်းမှာတာဝန်ရှိတဲ့သူတယောက်ကပါနေတာကကျွန်တော်တို့အတွက်ဒါတိုင်းပြည်ပြည်ပြောင်းလဲအတွက်ပါခလုတ်ကသင်းဖြစ်မှာကိုကျွန်တော်ဆိုရင်ပါတူတမရအဖြစ်တမရကတင်မြှောက်ထားတဲ့ဥမျိုးစွေဟာအမေရိကန်ပြည်ထောင်စုဗန္ဒာရေးဌာနကချမှတ်ထားတဲ့ အထူးပြစ်မှတ်ထားပိတ်ဆို့ကတ်တက်ခံရသူ SDN အဖြစ်တရားဝင်ရှိနေသေးတယ်လို့ American ပြည်ထောင်စုဗန္ဒာရီဌာနရဲ့ကြေညာချက်မှာပါရှိနေတာလည်းဖြစ်ပါတယ်။ရှိမယ်။ဘာလို့အပြစ်ဟိုနိုင်ငံအကောင်အောက်ဒီလက်ရှိဝင်ကြီးရောပေါ်မှာဒီတဘောတဘောလားတင်းမာသူပြည်ရှုမြင်တဲ့ရှုမြင်မှုတွေဒီလက်ရှိအစိုးရပေါ်ကစုံပြတော့တယောက်နိုင်ပါတယ်။ဒါပေမဲ့တရားလို့လက်ရှိအစိုးရဒီလည်းဟိုစုံတွေကလွတ်တော်မှာခိုင်မှာအားကောင်းခဲ့တဲ့အစိုးရတရားပြီးတော့အဲ့ဒါကိုပြန်ထိန်းကြီးနိုင်လိမ့်မယ်လို့ကျွန်တော်ပြန်တယ်။ဘာလို့ဟိုလက်ရှိအစိုးရမှာလက်ရှိအစိုးရဒီ ဟုတ်ပါဘူးပြီးဒီ1990ကာလကနေစပြီးဒီနေ့ထိပေါ့ဗျာဆက်ရနာရှင်ကိုကျွန်တော်တို့ចောင်းသားလှုပ်ရှားမှုတွေကျွန်တော်တို့ចောင်းသားလှုပ်ရှားမှုတွေဆက်ဆောင်တဲ့နေ့ကတိုက်ခဲ့တယ်လို့ပဲဒီ NLD ပါတီနဲ့1980ပါတီဆိုင်ရှင်ကိုတော့1980ကာလနေ့နေ့ထိအဆက်တစတဲ့တိုက်ခဲ့လူတွေဖြစ်တဲ့ခါကျတော့ဟိုလက်ရှိရှင်တွေကိုသူသုံးသပ်နိုင်လိမ့်မယ်လို့ထင်တယ်လက်ရှိအရှင်နေလည်းရောကြီးတွေရှိတဲ့ policy ကိုပြင်ဆင်ပြီးသားရှိနေမယ်လို့ကျွန်တော်နေ့ထင်ပါတယ်ပြည်သူလူထုကမနစ်သက်လို့ရွေးချယ်တင်မြှောက်မှထားတဲ့သူတို့ကိုလူ့သမ္မတဖြစ်တင်မြှောက်ထားတာဟာဒီမိုကရေစီအခမ်းအနားမရသေးဘူးဆိုတဲ့အချက်ကိုထောက်ပြနေတယ်လို့ဝေဖန်မှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါ